အကိုဗစ် -19 ရောဂါကကျွန်တော်တို့အားလုံးလည်းသိပြီးသားဖြစ်မှာပေါ့နော်ဒီအဲတက်ရှူလန်ကြောင်းနေပြီးတော့မှကူးစက်တဲ့ကိုရိုနာဗိုင်းရပ်စ်ပေါ့နော်အဲကိုရိုနာဗိုင်းရပ်စ်ကနေအဲကျွန်တော်တို့ရဲ့တက်ရှူလန်ကြောင်းကိုဟိုဒီယောဂါဖြစ်စေတာအဲတက်ရှူလန်ကြောင်းကိုအဖျက်စီးတာပေါ့နော်အဲအဲ့ရကမှာတဆင့်ကျန်တဲ့အဲဒီနှလုံးအဲကြောက်ရေးကြီးတဲ့ အသက်ရှိ organ တွေထိအောင်သူကဟိုဒုက္ခပေးနိုင်တယ်အဲဒီ virus တမျိုးဖြစ်တယ်ပေါ့နော်ဆိုတော့အခု virus ကအရင်ဆုံးကကျွန်တော်တို့က covid-19 ကဖြစ်ဖြစ်ခဲ့တာကကျွန်တော်တို့အာကြာလာပြီပေါ့နော် နှစ်နှစ်အပြည့်9နှစ်လောက်အတော်တွင်ကိုဖြစ်လာပြီ အဲဒီရင်တော့ပြင်းထန်တယ်ပေါ့ပြင်းထန်တယ်ဆိုတာကရင်တော့ကုဆတ်မှုနှုံးလဲမြန်တယ်အဲကုဆတ်ခံရလို့ရင်လည်းပဲကျွန်တော်တို့ကအာယောဂကံရှိတဲ့သူရောယောဂကံမရှိတဲ့သူကပြင်းထန်စွာခံစားရလိမ့်ရှိတယ်ဘလို့ပြင်းထန်စွာခံစားခဲ့ရတာလဲဆိုတော့ဒီအသက်ရှူလမ်းကြောင်းဆိုင်ရာဒီအဓိကတော့ကျွန်တော်အသက်ရှူဘဝအသက်ရှူချက်တဲ့အဲဖြားရတယ်ပေါ့နော် ော့ကိုလက်မရှိမသားနဲ့အဲနှုတ်ခွေပြီးတော့မှဘာမှမလုပ်ချင်မှခိုင်းရင်အဲလိုမျိုးကြီးဖြစ်တာများခဲ့တယ်ပေါ့နော်အရင်တော့ကဒါဒါပြင်သူကကျတော့အနှံ့ပြောက်တဲ့ကိစ္စအရင်တော့ဖြစ်တယ်အနှံ့ပြောက်တယ်တပတ်ဆယ်ရဲ့အချို့စုံလဲလာချီပြီးရောပေါ့နော်အဲလောက်ကြီးအောင်အနှံ့ပြောက်သွားတယ်ပေါ့အဲလောက်ဒီပြင်းထန်တဲ့ယောဂတစ်ခုဖြစ်ခဲ့တယ်ပေါ့နော်အဲပြီးခဲ့တဲ့နှစ်ကာလတွေတော့အခုယခုကာလမှာတော့ ကိုဗစ် -19 ကနည်းနည်းအားပြော့သွားတယ်သူသူရဲ့ပြင်းထန်မှုတော့အားပြော့လာတယ်ဘာကြောင့်အားပြော့လာလဲလို့အဲကျွန်တော်အနေနဲ့သုံးသပ်ရလို့ရတော့ကျွန်တော်တို့ဒီဒီယောဂတန်ကိုကျွန်တော်က resistant ရသွားနိုင်တာရသွားတာလည်းဖြစ်နိုင်တယ်ဗောနော်ခန္ဓာရရှိသွားနိုင်တာလည်းဖြစ်နိုင်တယ်အဲနောက်တော့ကျွန်တော်တို့နောက်တစ်ခုကအဲနောက်ပိုင်းမှာကျွန်တော်ကာဝယ်ဆီးထိုးကြတယ်ဗောနော်ကာဝယ်ဆီးထိုးထားခြင်းအပြင် အဲဒီ covid-19 ရဲ့ပြင်းထန်မှုကိုကျွန်တော်တောက်ခံနိုင်တဲ့သဘောတရားလည်းဖြစ်နိုင်တယ်ဘောလို့ဆိုတော့အခုနောက်ပိုင်းကျတော့ကျွန်တော်တို့ကဒီ covid-19 ကအာနည်းနည်းမျိုးစိတ်ပွားလေးပိုဖြစ်လာတယ်လို့ကျွန်တော်တို့လည်းအကြားရတယ်အာဘလို့ယောဂလက္ခဏာတွေပိုပြီးခံစားလာရလဲဆိုတော့ ခုလက်တလောပေါ့နော်လက်တလောကိုဗစ်19ပြန်ပြီးတော့ပြန့်နှံ့နေတဲ့သဘောတရားကသူ့ရဲ့ယောဂလက္ခဏာတွေကအာဖြားတယ်ပေါ့နော်အဲကြိုက်ခဲတယ်ပေါ့နော်ဒီအာကျွန်တော်တို့အပေါ်ပိုင်းတက်ရှုလမ်းကြောင်းဆိုင်ရာယောဂလက္ခဏာလေးခံစားရတယ်အဲ့ဒါတွေကပါလေဆိုတော့အဓိကတော့နှာစီးရဲ့အဲနှာရည်ကျတယ်ပေါ့နော်အဲကျွန်တော်ကိုလက်မီမသာနေတော့ဦးနေအဲအဲဒါမျိုးတွေပို့ပြီးတော့မှခံစားရတယ်ပေါ့နော် အဲ seasonal flu လို့ခေါ်တယ်ကျွန်တော်ယာစီတုပ်ကွေးနဲ့လည်းပိုးဆက်လာတယ်အဲပြင်းထန်မှုအဖြစ်တော့သူကတအားမပြင်းထန်တော့အရင်တော့ဆိုရင်ကျွန်တော်အနံ့ပြောက်သွားတယ်နော်အဲဒီအသက်ရှူရတာအောက်ဆီဂျင်ပမာဏတွေပြုတ်ကျပြီးတော့မှဆေးရုံတက်လာရတဲ့အနေအထားမျိုးထိအောင်အဆုတ်ကိုတိုက်ရိုက်ထိခိုက်စေတယ်အခုစားတော့ကျွန်တော်အဆုတ်ကိုတအားပြင်းထန်မထိခိုက်တော့ဘူးဒါပေမဲ့ အာဒီအသက်ရှူလမ်းကြောင်းအပေါ်ပိုင်းဖြစ်တဲ့ကျွန်တော်တို့ဒီနှာခေါင်းကနေပြီးတော့မှဟိုပါပေါ့လေပြွန်လေချောင်းလေပြွန်နားရီထီအောင်ပေါ့နော်အာအဲ့လောက်တီအောင်တော့သူဟိုဒီယောဂပြင်းထန်မှုလေးတော့ရှိသေးတယ်အဲဒါကတော့ကျွန်တော်ခုနကပြောတယ်သူ့ရောဂလာလက္ခဏာတွေကအဖျားကကိုလက်မီသားမအီမသားဖြစ်တယ်နားရီယူရယ်ပေါ့နော်အဲ့တော့ကျွန်တော်ချောင်းနည်းနည်းဆိုးရင်တို့လိုလေချောင်းရားတို့လို ော်နော်ဒါမျိုးလက္ခဏာတွေသူတို့ခံစားနေရတယ်ပေါ့နော်အဲနောက်တစ်ခုကပိုပြီးတော့မှနည်းနည်းလေးခံစားရတာနည်းနည်းလှုပ်တာရှားတာများအသွာအရင်လိုမဟုတ်တော့ဘူးလှုပ်တာရှားတာလေးဖြစ်လာလို့နည်းနည်းပုံမောတယ်ပေါ့မောလို့သူတို့ခံစားလာတယ်အာအာမရှိတယ်လို့ခံစားရတယ်ပေါ့နော်အခုလက်ရှိဖြစ်နေတဲ့ကိုပေ့ရဲ့ယောဂလက္ခဏာအဲ့ဒီတိုင်းဖြစ်တယ်ပေါ့နော်အဲဆိုတော့အရင်လိုကျွန်တော်တို့ကလည်းအောက်ဆီဂျင်ပြုတ်ကျသွားတယ်နော်အသက်ရှူလမ်းကြောင်း ဟိုဆိုင်ရာယောဂလက္ခဏာတွေပုံပြီးရောမှပြင်းထန်တဲ့ဥစ္စာမျိုးမရှိတော့ဘူးသို့ပေမဲ့သူဒီအခုပြနေတဲ့ယောဂအတီလဲပဲပေါ့နော်အဲပြန်ပွားနေတဲ့ကိုဗစ်ရဲ့နော်ဒီအခုလက်ရှိဖြစ်နေတဲ့ဥစ္စာကယောဂကံရှိတဲ့သူတွေရောပုံပြီးခံစားရလိမ့်မယ်အဲယောဂကံရှိတဲ့အဓိကတော့ကျွန်တော်အဆုတ်မကောင်းတဲ့သူတွေပေါ့နော်အဆုတ်အားနေတဲ့သူတွေအဲနှလုံးအားနေတဲ့သူတွေပေါ့နော်အဲအခြားသောသွေးတူး သူတွေ့တိုးရှိတဲ့သူစီယိုရှိတဲ့သူတွေပေါ့နော်ဒါမျိုးသူတွေတော့ပို့ပြီးတော့မှဒီယောဂလက္ခဏာဖြစ်လာလွယ်ပေါ့နော်အဲပို့ပြီးတော့ခံစားရလိမ့်မယ်ပေါ့နော်ဒါမဲ့အသက်သေဆုံးနိုင်လောက်တိတော့မပြင်းထန်တော့ဘူးဖြစ်တော့ဖြစ်နေကြတယ်လက်ရှိမှာလေဘယ်လိုဖြစ်နေကြလဲဆိုတော့ခုနကကျွန်တော်ပြောတဲ့ seasonal flu ပုံစံမျိုးပေါ့နော်ရာသီတုပ်ကွေးပုံစံမျိုးကြိုက်ခဲတယ်အနာစေးအနာစီးတယ်အဲကိုလက်မိမသားနဲ့ညောင်းရ အဲဒီနှုံးခွေတယ်ပေါ့နော်အဲ့ဒီကိစ္စတွေထောက်လျှောက်ဖြစ်နေကြတယ်သို့ပေမဲ့အာဘယ်လိုပြောမလဲကျွန်တော်မစစ်ဖြစ်ကိုဗစ် test ကိုမစစ်ဖြစ်တာပါလိမ့်မယ်ပေါ့နော်ဟောမပြင်းထန်တော့တဲ့သဘောတရားကြောင့်ဖြစ်လိမ့်မယ်စစ်ကြည့်လိုက်လို့တော့ကိုဗစ် test စစ်ကြည့်လိုက်ရင်အာ positive ဖြစ်ဖို့များတယ်ပေါ့နော်ခံစားနေရတဲ့ရောဂါလက္ခဏာတွေကကျွန်တော်ကပုံမှန်အပြင်အာ၃ရက်တပတ်ပေါ့နော်ဒီလောက်ကြာတယ်ဒီလောက်ကြာတဲ့အခါမှာ သူယောဂရဲ့လက္ခဏာလေးနဲ့ရှင်းတိုးပြီးပြောရမယ်ဆိုလို့ထပ်တော့ဒီကိုရိုနာဗိုင်းရပ်စ်ဖြစ်နေတယ်ဖြစ်နေမှာသူစပြီးတော့မှဖြစ်တဲ့အချိန်မှာသူဘာဖြစ်လဲအဲဒီနာနာစီးတယ်နာစီးတယ်နော်ဖြားတယ်ဒါလေးကလည်းသူစားတယ်အတေးအနှဲ့လောက်ဖြားတယ်သုံးမြောက်လောက်မှသူလက်ချောင်းရှားရာရန်တာမျိုးတွေဖြစ်တယ်ဖြစ်ပြီးတော့မှအဲ့တဲ့၄-၅ရက်လောက်ကြာတဲ့အခါမှာသူကဟိုနည်းနည်း ဲ့နှစ်သုံးသုံးလေးရက်လောက်ကြာတဲ့ကမှသူနည်းနည်းလှုပ်ရှားတဲ့ကမှမောတာမျိုးဖြစ်တယ်ပေါ့နော်ဒါရဲ့သဘောတရားတော့ဟုတ်တယ်ကျွန်တော်တို့ဒီဒီ upper respiratory tract ကနေပြီးတော့ lungs ဆိုတော့ lower respiratory tract ကြီးတော့မှသူစင်းသွားတဲ့သဘောတရားမျိုးရှိတယ်ပေါ့နော်အဲတပတ်လောက်ကြာတဲ့ကမှအဆုတ်ထိအောင်ခံစားရတာမျိုးဖြစ်မယ်အာပုံမှန်ကျွန်တော်တို့ဒီကိစ္စကိုမစစ်လိုက်ဘူးအဲဒီတိုင်းမဲ့ တာမန်ဖြစ်တဲ့ယောဂါလို့ယူဆပြီးတော့မှနေခဲ့မယ်ဆိုရင်တော့ယောဂါပုံပြီးပြင်ထန်သွားနိုင်တယ်။အဲဆိုတော့အော်တပြေးပြေးနဲ့ကျွန်တော်တို့ရက်ကြကောင်းကြာနိုင်တယ်ပေါ့နော်။အဲမိရဲ့ဒီကုသမှုတော့နေတန်းဆင်ခြင်မှုပုံစံမျိုးမကောင်းခဲ့လို့ရင်အဲတပတ်ဆယ်ရမကဘူး။ဒီယောဂါလက္ခဏာဆက်လက်ခံစားနေရမှာပေါ့နော်။အအခင်အရှင်းမပြောင်းနိုင်ဘူးပေါ့နော်။အဲသူအညာဘက်ဆိုရင် အသက်ရှင်မွားတာမျိုးဒါမျိုးလေးကျွန်တော် အရှင်းမပြောက်ပဲနဲ့ဖြစ်နေလိမ့်မယ်ပေါ့နော်ဒါကတော့အခုကျွန်တော်နောက်ဆက်တဲ့ကိုဗစ်ကဲအောက်တဲ့အဲယောဂလက္ခဏာပေါ့နော်တဖြစ်နေတဲ့သူတွေလည်းရှိတယ်ဒါပေမဲ့စောပိုင်းကာလမှာတော့သူတို့ဒီအာခံစားခဲ့တယ်ပေါ့ဒါပေမဲ့ဟိုမပြင်းထန်တော့တဲ့အတွက်စိတ်ဝင်စားခြင်းတရားမတွားနိုင်တဲ့သူတွေပေါ့မတွားတွားဖို့အတွက်အခက်အခဲရှိတဲ့အနေအထားရှိတဲ့သူတွေကြတော့ဒီလိုပဲခံစားရင်းနဲ့ပဲကျွန်တော် အဲနေရတဲ့သူတွေရှိလိမ့်မော်ဥပမာအဖြစ်အဲကျွန်တော်စစ်ဘေးကြောင်နေရတယ်เนาะအစီအုံစီကံသွားဖို့ခက်ခဲမယ်တရားတရားမဝင်နေနေရတဲ့အဲဒီပြည်ပမှာတရားမဝင်နေရတဲ့နေရာတွေရှိလိမ့်မယ်သူတို့ဒီယောဂတန်ကိုကျင့်မိပြီးတော့မှာရှိတဲ့စင်ပြီးသူတို့မဟုတ်လည်းပဲရှိတဲ့စီဝါလေးနဲ့အဲတတအောင်ကျင့်မိနေရတဲ့သဘောတရားတွေဖြစ်လိမ့်မယ်ဆိုတော့ခုနကပြောသလိုတပတ်ဆယ်ရက်မှာက ခံစားပြီးတော့မှတောက်လျှောက်လည်းပဲဒီကိစ္စလေးကိုဆက်လက်ပြီးတော့မှယောဂရဲ့အဲအကျဉ်းချံကိုဆက်လက်ခံစားနေရတယ်ရှိလိမ့်မယ်ပေါ့နော်အာဆိုတော့ကိုဗစ်ဒီအခုဖြစ်နေတဲ့ကိုဗစ်ကမပြင်းထန်တော့ဘူးဒါပေမဲ့ကျွန်တော်တို့ကယ်ရီယာဖြစ်နေနိုင်တယ်ပေါ့နော်ကျွန်တော်ဒီဥစားကိုဆက်လက်သက်ဆောင်နေတဲ့သူတွေဖြစ်နေနိုင်တယ်ဆိုတော့အဲ့ဒီဥစားကိုကျွန်တော်သတိချက်ထားဖို့လိုတယ်ပေါ့နော်ဒါအတွက်ကျွန်တော်တို့အလိုအပ်တဲ့ကျွန်တော်တို့စက်မိုက် ဆောင်ရှောင်းမှုရရှိအောင်အသိပညာရရှိအောင်အကျွန်တော်တို့စီဘူးလေးလာဖို့လိုတယ်ပေါ့နော်အကျွန်တော်အားလေးလည်းအကြံပေးချင်ပါတယ်ဟုတ်ကျွန်တော်တို့အခုပြန်လဲကူးဆက်ဖြစ်ပေါ်နေတာဘာကြောင့်လဲလို့ကျွန်တော်ကျွန်တော်အနေနဲ့သုံးသပ်ရမယ်ဆိုရင်ပေါ့နော်အာဒီဥစ္စာ virus ပေါ့နော် virus ဆိုတော့အကင်းမတည်တာ ဖြစ်ပေါ်များတယ်အဲဒီလူတယောက်ရဲ့ခန္ဓာကိုယ်ထဲမှာအဲဒီကျွန်တော်တို့တဆင်တဆင်ကူးနေတာမျိုးอ่ะတောက်လျှောက်ဖြစ်နေပုံရတယ်ဒါမဲ့သူကခံနိုင်ရရှိလာတဲ့သူတွေကြတော့ဖြစ်နေသည့်တိုင်အောင်ဒီယောဂကံသူကခံနိုင်နေတယ်ပေါ့နော်တို့ပြင်မဲ့မခံနိုင်တဲ့ဒီယောဂတံမခံနိုင်တဲ့ကိုခံရနေတဲ့သူတွေတကြတော့ဒါကကြတော့ပြင်းထန်တော့ပြင်းထန်နေမှာပေါ့။နောက်လျှောက်ကျွန်တော်တို့ကိုဗစ်ကတော့ ဟိုပြင်းထန်မှုမပြင်းထန်မှုမှာဒီလိုတောက်လျှောက်ကူးဆက်နေပုံရတယ်ပေါ့နော်အဲအဲ့တော့ဒီလိုပြန်လဲကူးဆက်တယ်ဆိုတာကိုပျောက်ပြီးတော့မှပြန်ဖြစ်လာတဲ့သဘောတရားတော့မဟုတ်ဘူးပေါ့နော်အဲသူကတောက်လျှောက်ကိုကျွန်တော်တို့လူမှုပတ်ဝန်းကျင်မှာဒီ virus ကရှင်းတန်းနေတယ်လို့ပဲကျွန်တော်ယူယူဆပါတယ်ပေါ့နော်ဒါကြောင့်မို့ပဲတဖန်ပြန်ပြီးတော့မှကျွန်တော်တို့အဲဒီကူးဆက်မှုဖြစ်လာတယ်လို့ယူဆပါတယ် ဝိညာဉ်ဒီယောဂဘာကြောင့်ဖြစ်ရလဲဘာကြောင့်ဖြစ်ရလဲဆိုတာကျွန်တော်တို့အဓိကတော့ virus ပဲပေါ့နော် virus ပိုးကအဲဘယ်ကပြန့်နှံ့လာတယ်လဲဆိုတော့ resource ကတော့ source ကတော့ရှိနေမှာပဲပေါ့နော်အဲဒီ source ဆိုတော့ကျွန်တော်လည်းပဲတိကျယူမပြောတတ်ဘူးမပြောနိုင်ဘူးအဲဒီပြန့်နှံ့နိုင်တဲ့နေရာကကျွန်တော်တို့ဒီနေရာနိုင်ငံတော်၎င်းပေါ့နော်ရှိတယ်အဲ့ဒီကနေပြီးတဆင့်သူကပြန့်နှံ့မှုတော့ကဘာနဲ့အဝဲကိုအဲ့ဒီ ဗိုင်းရပ်စ်ကူကတနေတနေရကနေတစ်ဆင့်တစ်ဆင့်ပေါ့နော်ပူးဆက်ပြီးတော့မှအာအဓိကတော့ပူးဆက်ရောဂါဖြစ်သွားတာပေါ့ပူးဆက်ရောဂါလေတွေကနေကူးတဲ့ရောဂါဖြစ်တဲ့အဲဒီအသက်ရှူလမ်းကြောင်းဝင်နေထွက်တဲ့လေတွေကနေကူးလာတဲ့ဖြစ်တဲ့အတွက်ဘာကြောင့်ဟိုဖြစ်သွားလဲဆိုတာကတော့ဗိုင်းရပ်စ်ကျွန်တော်တို့ဖြစ်လာလို့ပေါ့နော်ဒီဗိုင်းရပ်စ်ကတော့အာကျွန်တော်တို့သိနေရတဲ့သတင်းတွေအတိုင်းပဲနော်နေရာတနေရာနေပြီးတော့မှပြန့်နှံ့လာပေါ့ ပြီးတော့မှ တကဘာလုံးကိုအစင်စင်လူတွေစီကိုပြန့်နှံ့သွားတယ်ပေါ့ဒါကြောင့်ပဲဒီရောဂါဖြစ်လာတယ်လို့ကျွန်တော်ကတော့ယူဆပါတယ်ကျွန်တော်တို့စဖြစ်တဲ့အချိန်မှာကိုဗစ်ကအာပြမီတန်ကျွန်တော်တို့ကျွန်တဲ့ပြပနိုင်ငံတွေမှာဖြစ်နေတဲ့အချိန်မှာကျွန်တော်တို့စီကိုလည်းအာရောက်ရှိလာပြီဆိုတဲ့အချိန်မှာ ပထမဆုံးအနေနဲ့ကျွန်တော်တို့ဒီအကဝေးရမယ့်စနစ်ကိုကျွန်တော်တို့တာမန်အပြင်အသက်ရှူလမ်းကြောင်းနဲ့ပတ်သက်တဲ့ဥစားကဒီလူစုလူတွေရှောင်ရတယ်ပေါ့နော်အဲသူ့ရဲ့ခြေကလူစုလူတွေရှောင်ရတယ်နောက်ပြီးတော့ဒီကျွန်တော်နှကောင်းစည်းတက်ကမယ်ပေါ့နော်လက်စေးရမယ်ဆိုတဲ့ဥစားဒါအခြေခံမတ်သက်ပေါ့နော်အဲအရင်ဆုံးကျွန်တော်တို့ကဒီကောင်နေဒီညစနစ်တွေကိုလှုပ်ပြီးတော့မှအဲကျူတင်ကဝဲပြီးတော့မှ ကျွန်တော်ပြင်ဆင်ထားကြရပေါ့နော်သို့ပေမဲ့လည်းပဲပေါ့နော်အာဒီလူစုလူရေးဒီမလုပ်ဘူးเนาะအပြင်ထွက်တဲ့ကမှာနှာခေါင်းစီးတက်တယ်အဲလက်စေးတယ်ဆိုသည့်တိုင်အောင်ကျွန်တော်တို့အဲကိုဗစ်ပြင်းထန်တဲ့အချိန်ကာလမှာတော့ကူးစက်မှုကတော့ကျွန်တော်တို့ဖြစ်ခဲ့တာပဲအဲဒါတွေလုပ်သည့်တိုင်အောင်ပေါ့နော်အဲဒီလိုပြင်းထန်တဲ့အချိန်ကာလမှာတော့ကျွန်တော်တို့ဟိုဘယ်လောက်ပဲကျိုးတင်ကောင်းမှုတွေလောက်ခဲ့လောက်ခဲ့ပေါ့နော် ကိုခံမကောင်းတဲ့သူတွေကိုသူကကုသနိုင်တဲ့ယောဂပြန့်နှံ့မှုနှုံးပါဘောနော်ယောဂရဲ့ဟိုပြန့်နှံ့မှုနှုံးပြင်းထန်တဲ့အချိန်မှာတော့ကျွန်တော်ဖြစ်တာပဲဘောနော်တိုးပေမဲ့အသက်တည်ဆုံးတဲ့အထိတော့ကျွန်တော်မဖြစ်ခဲ့ကြဘူးဘောနော်အဲ့တော့အခုလက်ရှိဖြစ်နေတဲ့တကြောပြန်ပြဖြစ်လာတဲ့ COVID-19 COVID virus ပေါ်ကတော့အရင်မပြင်းထန်တော့ဘူးအဲ ဒါပြင်ပို့ပြီးတော့မှကာဝယ်လို့ပို့ပြီးတော့မှကျွန်တော်တို့စိတ်ဖြစ်လာတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ကခုလက်ရှိကာလမှာတော့ဘလို့ကာဝယ်မှာလဲဆိုတော့အပြင်သွားတဲ့အခါမှာနှာခေါင်းစီးတက်ဖို့မမေ့နဲ့အဲလက်စေးတွေတော့လောက်အောင်အဲဒီအိမ်ပြန်ရောက်တာနဲ့လက်ကိုဆက်ပြနဲ့တန်းစင်အောင်စီးတာမျိုးတေချာလုံးလုံးရမှာပေါ့နော်အဲဒါမျိုးတွေကျွန်တော်တို့တေချာလေးကာဝယ်ပြီးလုပ်မယ်ဆိုရင်တော့အခုလက်ရှိဖြစ်နေတဲ့ကြောပြန်ဖြစ်နေတဲ့ကိုဗစ်ကိုတော့ကျွန်တော်တို့ကာဝယ်နိုင်ပါလိမ့်မယ် ဟုတ်ကဲ့ပါ DPP ကိုကြီးရှိနေတဲ့ဒီပရိသတ်တွေကိုကျွန်တော်အနေနဲ့ကိုရိုနာဗိုင်းရပ်စ် COVID-19 နဲ့ပတ်သက်တဲ့ကြောပြန်ဖြစ်နေတဲ့ရောဂါလက္ခဏာတွေကိုကျွန်တော်ပြောသွားခဲ့တယ်ပေါ့နော်အဲဆိုတော့ကျွန်တော်တို့မဖြစ်တာပဲရောဂါမဆိုပေါ့နော်ကာဝယ်လို့ရရင်ကျွန်တော်ကာဝယ်ထားတာအကောင်းဆုံးပဲဆိုတော့အာဒီကိုရိုနာဗိုင်းရပ်စ်နဲ့ပတ်သက်တဲ့ကာဝယ်ဆေးများကျွန်တော်တို့ပုံမှန်ဟိုသူ့ရဲ့ ကိုစလိုက်ထိုးထားဖို့ကျွန်တော်အနေနဲ့တိုက်တွန်းခြင်းနဲ့အဲနောက်တစ်ခုကဒီချိန်ဒီကာလမှာကျွန်တော်တို့အဲမလိုအပ်လို့ရင်လူစုလူပေးဖြစ်တဲ့နေရာတွေကိုမသွားစေချင်ဘူးပေါ့နော်